ားမင်းမင်္ဂလာပါဘေးရင်ဝေးမှာကြိုးတူပါလေကျွန်တော်မနောပြေတယ်ဒီနေ့မှာတော့ကိုချစ်သူရဲ့မွေးနေ့ဟာကိုရဲ့မအဖို့ပဲကွင်းပေဌာနမှာရှိနေတဲ့ဆိုတာကြည့်ပြီးတော့အချိန်နဲ့ယူဆနိုင်တဲ့ဤစနစ်ကိုဟောပြောပြပေးပါမယ်အိမ်တော်ရဲ့ခြေကိတ္တဆိုတာအင်မတန်နူးညံ့သိမ်မွေးလာပါလေစိတ်ကူးရင်လိုလည်းကောင်းတဲ့ရာတစ်ခုဖြစ်ပါကိုရဲ့မအဖို့ကွင်းမှာ ကိုချစ်သူအိမ်တော်ဘက်နေနေဟာဘယ်ဌာနမှာရှိနေလဲကြည်ပြီးတော့ဟောကိန်းထုတ်ကြည့်ကြပါတော့ဒီဟောကိန်းဟာအပြည့်အဝမဖြစ်ရင်တော့ရခိုင်နဲ့တော်တော်များများမှန်တာတွေးရပါလိမ့်မယ်ကိုမဘုတ်ကွင်းကဘုဒ္ဓနေသားသမီးနဲ့အိမ်တော်ပြုခဲ့ရင်ဟိတ်ဒိတ်ဆန်နဲ့တူတဲ့အိမ်တော်ရေးသူကကိုခံစားရပါလိမ့်မယ် အတိညာမရှိဘဲတသူတို့လှုပ်ချန်လှုပ်တဲ့အိမ်တောင်ပိုင်မြို့ကိုရရှိတတ်ပါမကြာခဏရန်ဖြစ်မယ်အလိုက်ကဲသူမသိဖြစ်မယ်ဒိုင်မင်းနီတော့ဆွေးနွေးလို့မရဘူးဖြစ်နေမယ်သဝန်တူမယ်အပြောချက်မယ်စိတ်မကြီးမယ်ဒေါသကြီးမယ်လူကြီးသူကြီးရှေ့ဒီမှာပြဿနာဖြစ်မယ်မကြာခဏလဲရန်ဖြစ်မယ်အခုပြေလေလိုက်အခုစကားများလိုက်ဖြစ်မယ်ဒါပေမဲ့ ဒါကောင်သမီးရံလေးတော့မွေးဖွားနိုင်ပါလေအင်းတော်ဖက်ပေါ်ကြောက်ပြီးစိတ်ပြက်ပြီးအောင်းတက်တက်နဲ့ဖြစ်မိတချို့ပြပြန်တော့လေအလိုက်မသိနားလဲကွဲလဲမှုတွေလွဲမတက်မှုတွေဖြစ်နိုင်ပါရိုးရိုးအားထုံထုံနိုင်နိုင်ဖြစ်ကအင်းတော်ဖက်ပေါ်နားမလဲတက်ပါဘူးတကားနားမထောင်တက်ပါတကားအခြေတင်ပြောတာနဲ့ရံဖြစ်ဖို့တာဆူးလာတတ်ပါလေဒါကြောင့် ိမိမာဘုံမှာပုတိကြတဲ့နေသားသမီးကိုယူမယ်ဆိုရင်တော့ဒီခံနိုင်ရင်စိတ်ရှင်းနိုင်ရင်ဥပိ္ပခပြုနိုင်ရင်စိတ်ကိုလျှော့နိုင်ရင်ယူနိုင်ပါတယ်။အဲဒါမှမဟုတ်ရင်တော့ကွဲဖို့တိတ်ပြီးနေသက်ပါတယ်။တိသူနဲ့မတိသူနားလေသူနဲ့နားမလေသူ လိုက်တိသူနဲ့လိုက်မတိသူပေါင်းရတဲ့အချင်းတွေမျိုးဖြစ်နိုင်ပါတယ်။တယောက်တယောက်ကတန်ဖိုးမထားဘဲနိုင်ကျင့်တဲ့အိမ်တော်မျိုးမျိုးတစ်ခုဖြစ်ပါတယ်။ ဥပမာမာဘုတ်တိကျွန်းဘာသာသမီးဟာတနေ့လာသာသမီးကိုအိမ်နောက်ဘက်အဖြစ်ရွေးချယ်ရင်ဘုဒီနေသာသမီးအိမ်နောက်ဘက်အဖြစ်ရွေးချယ်တယ်လို့ဟောပြောနိုင်ပါတယ်ကိုမာဘုတ်မှာဘင်းကနေသာသမီးနဲ့အိမ်နောက်ပြုခဲ့ရင်တော့ငရဲနဲ့တူတဲ့အိမ်နောက်ကြီးကိုဒုက္ခကိုခံစားရပါလိမ့်မယ် ။ငေလောင်မြို့ကသားမှာတော့တာယာသလိုလိုပါပဲ။တဖြည်းဖြည်းနဲ့ဆေးပြည့်စရာကောင်းတဲ့ရင်တော့ပဲမြို့ဖြစ်မယ်။ထိတ်ကနေဆိုရင်အများရှိမှသိခကြစရာပြုမှုတွေကိုလုပ်ပြနိုင်မယ်။အမြဲတမ်းအားပြန်တဲ့စကားတွေပြောဆိုနေရမယ်။ဖြစ်လိုက်ရင်လည်းလူသိရှင်ကြရံဖြစ်ကြပါလိမ့်မယ်။မြို့ကင်းတို့ကတော့စိတ်ကူးရင်ထားသမျှယူပြီးမှမှမားလေချင်းဆိုပြီးနောက်တော့ရရှိနိုင်ပါမယ်။ ဟေရံတရားမှုမရရှိနိုင်မှုဖြစ်မယ်။တရားနေတယ်ဆိုရင်လည်းယာယီတရားလာမျိုးဖြစ်မယ်။လက်ထပ်ပြီးလေးနှစ်အတွင်းကိုယ့်အချင်းတွေဟာရိုးရင်းပျက်စီးလာမယ်။မိသားစုချင်းချင်းသိဝန်းကွဲတရားပြဿနာမျိုးတွေကြုံရနိုင်မှာ။ဟေရံရေးမှာစိတ်ညစ်နေဆိုရင်ဖောက်ပြမှုတွေတခုခုရှိနေလို့ပါပဲ။သားသမီးတွေကိုလည်းထိတ်မရသိမ့်မရဖြစ်မယ်။ပြောလို့ဆိုလို့မရဖြစ်မယ်။ တယောက်နဲ့တယောက်သဘောထားချင်းတိုက်ဆိုင်မှုမလွယ်ပါဘူး။ဘဝဉ္ဇဉ်ကလည်းဝင်းစပ်ပတ်ချင်းခံရတဲ့အိမ်တော်ကြီးမျိုးဖြစ်နိုင်ပါတယ်။အိမ်တော်ကြီးတာရတယ်ဆိုရင်တော့ကျမ်းမာကြီးထိခိုက်တာမျိုးဖြစ်မယ်။ဒီတော့မိမိမှာဘုမှာဘင်းကနေသားသမီးနဲ့အိမ်တော်ပြုမယ်ဆိုရင်တော့ဖြစ်ချင်ရဖြစ်အားလုံးကောင်းပဲဆိုပြီးစိတ်ကိုတုံ့လုံးချရနိုင်ရင်တော့ယူယူနိုင်ပါတယ်။ပျော်စီပြည့်စည်ဆိုတဲ့စကားကိုလည်းပြောပြီးတဖြည်းဖြည်းပြတ်လာတဲ့ဘဝမျိုးရောက်ရှိလာတတ်ပါ ကိုဖြစ်တဲ့ရင်နဲ့အိမ်အောင်ရဲ့အခြေအနေနဲ့လက်တွေ့ဖြစ်ရတဲ့တကယ်တမ်းကျတော့တခြားသည်ဖြစ်နေတဲ့အပြင်ဘာမှလုပ်လို့မရတော့တဲ့အခြေအနေမျိုးကိုအောက်သက်သက်နဲ့ကြည်နေရတဲ့ဘဝမျိုးရောက်ရှိသွားနိုင်ပါဥပမာမာဘုနှစ်ကျင်းဘဝသာသမီဟာတင်းနေလာသာသမီနဲ့အကြောင်းပါရင်အဲ့ဒီအတိုင်းဟောပြောနိုင်ပါ ကိုမာဘုံမှာမြန်နာနေသားသမီးနဲ့အိမ်အောင်ပြုခဲ့ရင်အလိုလိုက်ထားရင်တာယာပြီးဈေးနဲ့ကန်းနဲ့ထားရင်တော့ပောက်ကွင်းနိုင်တဲ့ဒိုင်းနမိုက်အိမ်အောင်ရေးမျိုးဖြစ်မယ်မြန်နာနေသားသမီးဟာကို့အတွက်တခိုးတားပြနဲ့တူတဲ့အိမ်အောင်ရေးဒုက္ခကိုပေးပါလိမ့်စိတ်တိုင်းကြထင်ရမြန်လွတ်လွတ်လပ်လပ်နေခွင့်ပေးထားရင်တော့သိပြီးမစိုးပါဘူးအိမ်တွင်းမှာတော့သီကဲမရှိတတ်ပါဘူးဘေးအန္တရာယ်ဖြစ်မယ်တိုင်ပင်လို့လည်းမရရှိနိုင်ပါဘူး ပြောဆိုလို့လည်းမရရှိနိုင်ပါဘူး။ဟင်မတန်မနေတတ်တဲ့အိမ်တော်ပံမျိုးကိုဖြစ်နိုင်ပါတယ်။အလိုက်လည်းမသိဘူးလို့အရေးသုံးပါလေ။နားမလည်တဲ့သူမျိုးဖြစ်တတ်ပါဘူး။ဟန်ဆောင်ကောင်းပြီးဘိုးမချိုးတတ်ပါဘူး။ရှားပွေထားတဲ့ပစ္စည်းတွေသူကိုယ်တိုင်ရှားပွေထားတဲ့ပစ္စည်းတွေပါ။ဘယ်သက်သီးကန်းသာရှိပြီးလက်တွေမှာစီးမဲ့ကဲမဲ့လုတ်တတ်ပါလေ။မကြာခဏသဘောထားရင်မတိုက်ဆိုင်လို့သကားများနေမယ်။ရန်ဖြစ်ရမယ်။ ။ရံပြည့်နဲ့အင်္ဂပစ္စည်းတွေပောက်ခွက်ဖြစ်သေးတဲ့တာဝါသနာပါမယ်။ရှင်းတော့လေမကြည့်တတ်ပါဘူး။ဟင်းတော်ရင်မှာပြေတနာတစ်ခုပြီးတစ်ခုလုတ်တက်ပါတယ်။ဈေးပွားရင်မှာလေ။ရေးသေးတဲ့ကနေမဟုတ်ပဲစီးတဲ့ရေမြောင်းဖောက်ပြီးတဲ့ဖောက်ပြီးတဲ့မြောင်းဖြစ်ပါလိမ့်မယ်။ဧသာသမီးတွေထဲမှာတော့သာသမီကောင်းရတနာလေးတွေပါရှိနိုင်ပါတယ်ဒါပေမဲ့သိုးတဲ့ကလေးတွေလည်းပါရှိနိုင်ပါတယ် ဒါပေမဲ့တယောက်ကတော့ဆုံးပြုဆိုတာဟောလာတာပဲလာလိမ့်မယ်ဗျာဒီလိုမြန်နာနေသားသမီးနဲ့အိမ်အောင်ပြုမယ်ဆိုရင်ကိုကအိမ်အောင်ဘက်ထင်ရမြန်လုတ်တက်တာကိုတော်တော့ကအမျိုးတွေဝင်ဆက်ပတ်တာကိုတော်တော့ကဒီခဏနေနိုင်တယ်ဆိုရင်ယူယူနိုင်ပါလေဥပမာ မဟာဘုသုံးကျင်းဘွားသားသမီးဟာတောက်ကြသားသမီးနဲ့အိမ်တော်ပြုတ်ရင်ဟဲ့ဒီတိုင်းဟောပြောယူဆရမှာဖြစ်ပါအားလုံးမမိစေမြရှင်နဲ့ချက်မြရမြ